ကြိုင်လိုက်တော့နွေရသည်တနေ့မှာပါနေပူတွေက ပြင်းပြင်းထန်ထန်လောက်ကျွမ်းနေပါတယ်လေကွင်းပြင်ကြီးထဲမှာတော့ပရွက်စိတ်အုပ်ကြီးဟာအလုတ်တွေကိုစီကန်းကြကြနဲ့မပြတ်လုံနေကြပါတယ်သူတို့တွေကပရွက်စိတ်တကောင်ဟာစပားစိတ်ကောင်းရင်းစိတ်တွေကိုတတင်ပြီးတတင်တဲယူကသူတို့အတိုက်ထဲမှာတေချာသိမ့်စီနေပါတယ်ချွေးတွေပြန်နေပေမဲ့သူဟာအမလျှော့ပါဘူး အဲ့ဒီလိုအလုတ်လုတ်နေတဲ့အချိန်မှာပဲနန်းကောင်ကောင်ဟာပုတ်တင်မျိုးပေါ်မှာလှေကားထိုးလျက်လဲပြီးပူအိုက်တဲ့နေရောင်ခြည်ကိုခံစားကာတချင်းလေးတွေဟစ်ဆူနေပါတယ်။နန်းကောင်ကပရွက်စိတ်ကိုမြင်တော့ပြုံးရွှင်စွာနဲ့ခေါ်လိုက်ပါတယ်ဟိမိတ်ဆွေပရွက်စိတ်ဒီလောက်စူးစမ်းပြီးအလုတ်လုတ်နေစရာဘာလို့လဲပြဒီလိုလှပတဲ့နေလေးမှလာပါ ဘဲသူ့အလုပ်ကိုပဲဆက်လုပ်နေပါတယ်အချိန်ကအကုန်လုံးသွားတယ်နှွေရသည်ပြီးတော့ဆောင်းရသည်ရောက်လာပါတယ်လေရွေကချမ်းစိမ့်စိမ့်တိုက်နှင်းတွေကြာတိရွက်တွေကြွေကြကုန်ကြတယ်မြေကြီးဟာအေးဆက်ပြီးအစာရှာရတာများစွာခက်ခဲလာပါတယ်ပြရွက်စိတ်တွေရဲ့အတိုက်ထဲမှာတော့ပျော်ရွှင်မှုတွေနဲ့ပြည့်နေပါတယ်သူတို့စုဆောင်းထားတဲ့အစာအစာတွေကြောင့်ဆောင်းရသည်ရဲ့တန်ကိုစိုးရိမ်စရာမလိုပါဘူးသူတို့ဟာအေးအေးဆေးဆေးစားတောက်ပျော်ရွှင်နေကြပါတယ် ဒါပေမဲ့နန်းကောင်ကြတော့ဘာမှမရှိသူဟာစောင်းရသည်ရဲ့အေးမြမှုကိုခံစားရပြီးဗိုက်စာလာတဲ့တံကိုပါခံစားနေရပါတယ်။သူ့မှာစားစရာတခုခုရှိမလားလို့လက်လက်ရှာဖွေပေမဲ့ဘာမှမတွေ့ပါဘူး။တနေ့မှာတော့နန်းကောင်ဟာပရိသတ်တွေရဲ့အတိုက်စီဗိုက်စာလာချေတဲ့အပြင်အေးမြလုံတဲ့တံကိုပါမခံနိုင်တော့လို့လာရောက်တောင်းပန်ပါတယ်။မိတ်ဆွေတို့ပရိသတ်များကျေးဇူးပြုပြီးအစားအစာနည်းနည်းလောက်ဝေပေးပါလားပြငါ့မှာဗိုက်ကအရန်စာနေတဲ့အေးလုံးလို့လည်းမခံနိုင်တော့ဘူး။ တရွတ်စိတ်ကနှမ်းကောင်ကိုကြည့်ပြီးသူ့ရဲ့နွေရည်ကအပျော်ပါလိုက်စားမှုတွေကိုသတိရလိုက်ပါတယ်သူကပြန်ပြောလိုက်တယ်မိဆွေနှမ်းကောင်နွေရည်တုံးကငါလှုပ်လှုပ်နေတော့မင်းကကခုံဆူနေခဲ့တယ်အဲ့ဒီတုံးကငါပြောခဲ့တယ်မဟုတ်လားစောင်းရည်အတွက်ကြိုတင်ပြင်ဆင်ထားဖို့လို့အခုမင်းခံစားနေရတဲ့တန်ကမင်းရဲ့ပြင်းရင်မှုနဲ့ကြိုတင်မတွေးတတ်တဲ့အကျင့်ရဲ့အဖြစ်ဆိုပါပဲနှမ်းကောင်ဟာရှက်ကိုးရှက်ကန်းနဲ့ခေါင်းငုံသွားပါတယ်မင်းမှန်တဲ့ပွေရွက်စိတ်ရဲ့ငါမသွားပြီး တရွတ်စိတ်ဟာကယူနာတက်မိသွားပြီးနှမ်းကောင်ကိုအစားအစာတချို့ဝေပေးလိုက်ပါတယ်ဒါပေမဲ့သူကတော့နှမ်းကောင်ကိုနောက်ဆုံးသွားခွင့်ပန်စကားအနေနဲ့ပြောလိုက်ပါတယ်ဒီသင်ငန်းစာကိုမင်းဘယ်တော့မှမမေ့ပါနဲ့ပျော်ရွှင်မှုအတွက်အချိန်ယူရမယ့်အပြင်တာဝန်ယူမှုနဲ့ကြိုတင်ပြင်ဆင်မှုတွေလည်းလိုအပ်ပါတယ်အခုလိုမျိုးဒုက္ခရောက်မှနောက်တရတာထက်အနာဂတ်အတွက်အခုကတည်းကစူးစမ်းပြင်ဆင်ထားတာကပိုကောင်းပါတယ်ပုံမြင်တဲ့ကသင်ငန်းစာများတချို့တင်ပြင်ဆင်မှုရဲ့အရေးပါမှုအနာဂတ်မှာကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေအတွက် အချိန်မီကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။နေ့အလုတ်လုတ်ချင်းရဲ့တန်ဖိုးပျော်ရွှင်မှုဟာအရေးကြီးပေမဲ့တာဝန်ယူမှုနဲ့စူးစမ်းအားထုတ်မှုတွေလည်းမရှိမဖြစ်လိုအပ်ပါတယ်။သုံးပြင်းရခြင်းရဲ့အဖြစ်ဆိုအချိန်ကုန်လွန်သွားမှနောက်တရတာထက် အခုအချိန်မှာလိုအပ်တဲ့အရာတွေကိုလှုပ်ဆောင်ထားသင့်ပါတယ်။ဒီပုံမြင်လေးကတဆင့်ကလေးတွေကိုကြိုတင်ပြင်ဆင်မှုရဲ့အရေးပါပုံနဲ့ပျော်ရွှင်မှုတစ်ခုလေးကိုသာမလိုက်စားသင့်ပဲတာဝန်ယူမှုရှိရမယ်ဆိုတဲ့အသိဉာဏ်တွေရရှိစေမယ်လို့မျှော်လင့်ပါတယ်။ နောက်ပညာပေးပုံမြင်တွေကြည့်ဖို့ subscribe လေးလောက်သွားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျွန်တော်ကတော့ချင်းမင်းကိုပဲဖြစ်ပါတယ်